အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဝဝတုတ်တုတ်နဲ့ချစ်စရာကောင်းဒီဒန်ဒါယီထဲကနေထွက်လာတလားထင်မှတ်ရတဲ့ငှက်ကလေးတစ်ကောင်အကြောင်းပြောပြပေးမယ်ရှင်ဒီကဘာပေါ်မှာရှင်တန်ရက်တည်နိုင်ဖို့ကြိုးစားနေရတဲ့ရှားပါးငှက်မျိုးစစ်တွေထဲကတစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်ရှင်သူနာမည်ကတော့ကဘာပေါ်မှာမျိုးတုံးပြက်ကွယ်တော့မဲ့အန်ဒီယန်နဲ့အနီးဆက်ဆုံးရင်ဆိုင်နေရတဲ့မပြန်တမ်းနိုင်တဲ့ချက်တူရွေးခါခါပိုးပါပဲရှင်စဉ်းစားကြည့်ပါဦးရှင် ဝါဝါကစ်ကလေးနဲ့အယုပ်လေးတယုပ်လိုချစ်စရာကောင်းတဲ့ချက်တူရွေးတကောင်ကကောင်းခင်မှာပြန်တမ်းတဲ့အစားမြေပြင်ပေါ်မှာပဲနေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်ရှင်။အရာကပဲသူတို့ရဲ့ကြေးခွဲစရာကောင်းတဲ့ရှင်တန်ရေးဆက်လန်းရဲ့အစားပါပဲရှင်။ခါခါပိုချက်တူရွေးတွေကနယူးဇီလန်နိုင်ငံမှာပဲနေထိုင်ကြပါတယ်ရှင်။သူတို့ရဲ့အထင်ရှားဆုံးအချက်ကတော့ချက်တူရွေးမျိုးစိတ်အားလုံးထဲမှာအကြီးဆုံးဖြစ်ပြီး၄ကီလိုဂရမ်အထိ အလေးချိန်ရှိတာပါပဲရှင်။ သူတို့ကမပြန်တမ်းနိုင်ပဲသူတို့ရဲ့တောင်ပန်တွေကိုတစ်ပင်တက်တဲ့အခါဟန်ချက်ထင်ဖို့အထက်ပဲအသုံးပြုပါတယ်ရှင်။အတေတုံကခါခါပိုးတွေကနယူးဇီလန်ကျွန်းတစ်ခွေမှာပြန့်နှံ့နေထိုင်ခဲ့ကြပါတယ်ရှင်။ဒါပေမဲ့လူတွေနဲ့အတူကြောင်နဲ့ခွေးလိုသားရဲတရက်ဆန်တီရောက်လာတဲ့အခါမှာတော့သူတို့ရဲ့အရေးအတက်ကကဘာပေါ်ကနေပြောက်ွယ်သွားလို့နှီးပါအထိ ရော့ချသွားခဲ့ပါတယ်ရှင်။အန်အောဆီယာကောင်တာကတော့ခါခါပိုးတွေမှာစက်တူရွယ်လောကမှာဘသူနဲ့မှမတူတဲ့မျိုးပွားစနစ်တစ်ခုရှိပါတယ်ရှင်။ မိတ်လက်ရာတွေရောက်ရင်သူတို့တွေစုဝေးကြပြီးအဖီးတွေကအမတွေကိုဆွဲဆောင်ဖို့တောင်ကြားတစ်ခွင်လုံးခင်းကြလို့အောင်ဘုံဘုံဘုံဆိုတဲ့အတန်ကိုပြုလုပ်ကြပါတယ်ရှင်။အဲ့ဒီအတန်က9ကီလိုမီတာအဝေးကနေတောင်ကြားနိုင်လောက်အောင်ကျေလောင်ပါတယ်ရှင်။ဒီနေ့ခေတ်မှာတော့ကဘာတူဟွန်လုံးမှာခါခါပိုးအကောင်ကြီး250ခန်းသားကျင်ရှိပါတော့တယ်ရှင်။သိပ္ပံပညာရှင်တွေကသူတို့ကိုအနီးကစောင့်ကြည့်နိုင်ဖို့သူကောင်ချင်းစီတိုင်းမှာ GPS တွေတပ်ဆင်ထားပါတယ်ရှင်။ နှက်လောကရဲ့ကမ္ဘာအဆင့်မီ VIP တွေလို့တောင်ခေါ်နိုင်ပါတယ်ရှင်ဒီဗီဒီယိုကိုသဘောကျရင် like and follow လေးနှိပ်ပေးပါရှင်